ကျေပြန်းလာတဲ့တမုတ်တရားရဲ့အန်နီရဲ့ခုနှစ်ပါ။မင်္ဂလာပါပရိသတ်ကြီးတို့ရေဒီနေ့မှာတော့ရေကြောက်တက်တဲ့ကိုရီလိုလူမျိုးတွေမကြားချင်ဆုံးတမုတ်တရားရဲ့တဘာဝဘေးအန်နီရဲ့ခုနှစ်မျိုးအကြောင်းကိုပြောပြပေးသွားမယ်နော်။နံပါတ်၁ဆူနာမီဆူနာမီလို့ပြောလိုက်တာနဲ့တမျိုးလုံးရေမြုပ်ခဲ့တဲ့တရင်တွေတဘာဝဘေးအန်နီရဲ့မူဗီတွေထဲမှာခဏခဏမြင်မှုနေတဲ့ရေလိုင်းလုံးကြီးတွေကိုပြေးပြီးတော့မြင်မိကြမှာပါ။ ပင်လယ်အောက်မြင်းကလေးနဲ့မီးတောင်ပေါက်ကွယ်မှုဒါမှမဟုတ်မြေပြိုမှုတွေကြောင့်ရေထူးအမြောက်များကရုတ်တရက်ရွေ့ရှားသွားတဲ့အခါဆူနာမီကြီးကဖြစ်ပေါ်လာပါတယ်။ဆူနာမီလိုင်းတွေကအမြင့်ပေတရာထိမြင့်တက်နိုင်ပြီးတော့ကမ်းခြေဒေသတွေကိုပြင်းပြင်းထန်ထန်ဖျက်ဆီးနိုင်ပါတယ်။2004ခုနှစ်ကအိန္ဒိယသမုဒ္ဒရာဆူနာမီကြောင့်လူပေါင်း2သိန်း3000ကျော်သေဆုံးခဲ့ပါသေးတယ်။နံပါတ်1မုန်တိုင်းငယ်ဆိုင်ကလုန်း or hurricane ဆိုင်ကလုန်းတို့ hurricane တို့ကပင်လယ်ပြင်ပေါ်မှာရေနွေးငွေ့နဲ့လေတိုက်ခတ်မှုတွေကြောင့်ဖြစ်ပေါ်လာတဲ့မုန်တိုင်းတွေပါ။ ်လေတိုက်နှုန်းတနအယို100ကီလိုမီတာအထိရှိနိုင်ပြီးတော့မိုးသည်ထန်စွာရွာသွန်းမှုရေကြီးမှုတွေနဲ့အတူကမ်းခြေဒေသတွေကိုဖျက်ဆီးနိုင်တဲ့အထိအကောင်ကြပါရယ်နံပါတ်3ရှင်ငုတ်လှိုင်းများ Blow Wave ရှင်ငုတ်လှိုင်းတွေကပင်လယ်ပြင်ပေါ်မှာရုတ်တရက်ပေါ်ပေါက်လာတဲ့အရာမလှိုင်းတွေပါဒီလှိုင်းတွေကပုံမှန်လှိုင်းတွေထက်အစာပေါင်းများစွာပိုမြင့်ပြီးတော့သင်းမိုးတွေကိုဖျက်ဆီးနိုင်တယ်လို့လူတွေကလည်းအနည်းဖြစ်စေနိုင်တဲ့အထိလှိုင်းလုံးတွေကအပြင်းကြပါရယ်နံပါတ်4ပင်လယ်ရေအောက်မီတောင် Submarine Volcanoes ပင်လယ်အောင်မှာမိရောက်ပောက်ကွဲမှုတွေဖြစ်ပေါ်တဲ့အခါရေဘူးကျောင်းတွေဆူနာမီတွေကိုဖိတ်ခေါ်သလိုဖြစ်စေပြီးတော့မိရောက်ပောက်ကွဲမှုကြောင့်ရေရုညဉ့်ဉဏ်မှုတွေပင်လယ်ရေပူနွေးလာမှုတွေကိုဖြစ်စေနိုင်ပါတယ်။ရေရုညဉ့်ဉဏ်မှုတွေဖြစ်ပေါ်တဲ့အခါကုန်းမမှာရှိတဲ့လူသားတွေထက်ရေရောက်ကတက်ရှိတွေကအနည်းကိုအယုံဆုံးကြုံတွေ့ကြမှာပါ။ပင်လယ်ရေပူနွေးလာမှုကြောင့်ရေဘူးတွေထဲမှာရှိနေတဲ့သက်ရှိတွေကအရှင်လက်လက်အပြုတ်ခံရသလိုဖြစ်နေမှာပါ။နံပါတ်5ရေအောက်ငလျင် Submarine Earthquake မုဒ္ဒရာမြေပြင်အောက်မှာမြေလွာရွေရှားမှုကြောင့်ပင်လယ်အောက်မြေငလျင်တွေဖြစ်ပေါ်စေပြီးတော့ဒီလိုချိန်မှာအရင်ဆုံးသမုဒ္ဒရာရဲ့အောက်ခြေကအရင်ဆုံးပြောင်းဆန်နေမှာပါအဲဒီနောက်မှာတော့ရေအောက်ငလျင်ကလူသားတွေအတွက်ဆိုရင်တော့ဆူနာမီတွေမြေပြုံမှုတွေကို surprise တိုက်တော့မှာပဲဖြစ်ပါတယ်နံပါတ်6ရေအောက်မြေပြုံမှု underwater landslide ပင်လယ်အောက်မှာမြေပြုံမှုတွေဖြစ်တဲ့အခါရေထူးမြောက်များရွေရှားသွားပြီးတော့ဆူနာမီတွေကိုဖြစ်ပေါ်စေနိုင်ပါတယ် ရေအောင်မြေပြုံမှုကြောင့်ဖြစ်ပေါ်လာနိုင်တဲ့အန္တရာယ်တွေကရေအောင်ငလျင်ဖြစ်တဲ့အခါကြုံတွေ့ရနိုင်တဲ့အန္တရာယ်နဲ့အတူတူပါပဲ။ဒါပေမဲ့မြေပြုံမှုကတော့ရေအောင်မှစောက်ထားတဲ့အဆောက်အုံတွေပျက်စီးနိုင်ခြင်းအများဆုံးရှိတဲ့သဘာဝဘေးတစ်ခုပါ။နံပါတ်9ပင်လယ်ရေစီကြောင့်များ recurrence ဒါကတော့ကမ်းခြေသွားတဲ့သူတွေကမ်းဆက်မှရေကူးတတ်တဲ့သူတွေသတိထားသင့်ဆုံးရပါ။ အရှိအတင်များထားတဲ့ဘေးအန္တရာယ်တွေကမြေပြိုမှုနဲ့ငလင်ကလွဲလို့ရှိရင်ကျန်တဲ့အန္တရာယ်တွေကမိုးလေဝသကကြိုတင်ခန့်မှန်ချက် ထုတ်ပေးနိုင်ပေမယ့်ရေဆွဲတွေရာရုတ်တရက်ဖြစ်လာနိုင်တာဖြစ်တဲ့အတွက်ပင်လယ်ထဲကိုရေကူးတော့မယ်ဆိုရင်ရေဆွဲရှိမရှိကိုသေချာစစ်ဆေးသင့်ပါတယ်။ကမ်းခြေနောက်မှာရေဆွဲဖြစ်ပေါ်တဲ့အခါမှာလူတွေပင်လယ်ထဲဆွဲခေါ်သွားပြီးတော့နင်းမြုပ်စေနိုင်ပါတယ်။ကဲပရိသတ်ကြီးတို့ရဲ့သမုဒ္ဒရာနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးထင်မြင်မိလဲဆိုတာကွန်မန့်မှာပြောပြပေးခဲ့ကြမှောင်းနော်။ အစုံနည်းကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးထူးပဲတင်ရှိပါရရှင်။နောက်ရက်တိမှပြန်ဆောင်ကြပါမယ်နော်။